အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ခံစားအကောင့်ဖွင့်ခြင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ပေါ်ဆုံးဘာက URL ဘာလို့ခေါ်ရဲပေါ့နော်အဲ့တော့ URL ဘာမှာ website address ရေးထည့်လို့ရတယ်အခုအရှာမကကျတော့ Canva ပေါ့နော် Canva ကိုရှာမှာပါအဲ့တော့ဒီ Canva ဆိုတဲ့ဥစားကိုရှာမယ်ဆိုလို့ရှိရင် canva.com လို့ရိုက်ရှာလို့ရတယ်လို့ Canva လို့ပဲရိုက်ရှာလိုက်ရပါတယ်ပေါ့နော်အဲ့တော့ loss ရော Canva လို့ရိုက်ရှာလိုက်မယ် ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒါဆိုရင်ဒါ canva လေးပါအဲ့တော့ဒီ canva လေးကိုနှင်လိုက်ပါမယ်ဒါဆိုလို့ရှိရင်တော့ဒါ website တွေရောက်သွားပြီပေါ့နော်တော့ဆယ်ကောင်းဖြစ်မှာ create လုပ်မှာဖြစ်တယ်ပေါ့နော် create လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်က sign up for free trial ဟာလေးကိုနှင်လိုက်လို့ရပါတယ်ပေါ့နော်အဲ့ဒီ sign up for free trial ဟာလေးပါအဲ့တော့အာဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ account တွေကို sign up လုပ်မယ်ပေါ့နော်ဒီ၃ခုရှိပါတယ်အာပမာတစ်ခုကကျ Google နဲ့ Google account နဲ့ဝင်လာပါဒါကတော့အရှိက Google account create လုပ်တဲ့နီး Gmail create လုပ်တဲ့နီးပြောပြီးသွားပြီပေါ့နော်အဲ့ဒီ Gmail account create လုပ်တဲ့နီးနဲ့အာလုပ်ပြီးသွား Gmail account ဒါဖန်တီးပြီးသွားပြီဆိုလို့ရှင်တော့ဒါလေးကိုတုံးလို့ရပါမယ်နောက်တစ်ခွာကျတော့ Facebook နဲ့ဝင်ပါတယ်နောက်တစ်ခွာကျတော့ email ကိုအသုံးပြုပြီးဝင်လည်ရပါတယ်အဲ့တော့ဒီခါမှာတော့လော်လကူကူပဲအရှိမ Gmail account ဖွင့်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ Google နဲ့ပဲဝင်လိုက်ပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်အကောင့်ယူခိုင်းနေပေါ့နော်ဘေးအကောင့်လေးပေါ့ အဲအဲ့တော့အရှိကလုတ်ခဲ့တဲ့ဒီဘက်ကပေါ့နော်ဒီဘက်ကအဲ gpukinginstructor@gmail.com ထဲဟာလေးနဲ့ဖန်တီးလိုက်ပါမယ်ဒါဆိုလို့ရှင်တော့လွယ်လွယ်ကူကူပဲကိုယ့်ရဲ့ Canva account တစ်ခုကို create လုပ်ပြီးသွားပြီပေါ့နော် အမှဆိုလို့ရှင်အာကိုယ့်ရဲ့ဥစားလေးတစ်ခုကိုရွှေ့လိုက်ပေါ့နော် ဒါကတော့ free trial ပိုင်းစမ်းနိုင်တာမစမ်းနေပုံပေါ်တော့ data မှာစမ်းမယ်။ Okay no no လေးကိုခဏနေလိုက်မယ်။အာဒါဆိုလို့ရှိရင်တော့အားလုံးပဲဒီ canva account လေးကိုဖန်တီလို့ပြီးသွားပြီပဲဖြစ်ပါတယ်။